မိတ်ဆွေတို့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့တော့ဒီကြောက်မီးတွေကိုတိမ်ပိုင်းတန်အောင်လို့ဘလူဖြက်မယ်ဆိုတာကိုကြည့်လိုက်ကြအောင်ဗျာကြောက်မီးတွေကဒီတိုင်းကြည့်ရင်တော့မိတ်ဆွေတို့အနေနဲ့ဘလူမြင်တယ်မသိဘူးတော်တော်ပီတီပြဆုံးနိုင်တယ်နော်ကျွန်တော်ဝယ်ခဲ့တာမှတောင်းလီပိုင်းပဲဗျာဒါတိတက်များသေးတယ်ဒါအိုက်ထဲကအသားတန်းတူရဟာလေးတွေပေါ့တဒုံငယ်သားလေးတွေပြန်ရွေးထုတ်ထားတာစီသားလေးမဆိုကြောက်လေးကမရှင်းလို့ဗျာရှင်းရင် ဆယ်ပိုင်းထိရောက်သွားမှာဗျဒါတိတ်မရှင်းလို့ဒါတစ်လိုက်တာဗောဗျာတစ်တော့ကြကျွန်တော်လောဘကြီးသွားလို့ဗျာဒီကြောက်ဖြတ်တော့လीကျွန်တော်ကိုးဆိုင်သွားဖြတ်လိုက်တာဗျခွန်ဆိုင်လောက်ဖြတ်လို့ရှင်ဒါကျွန်တော်ဆယ်လက်ထက်မကောက်ညံ့မှာဒီကြောက်ကကျွန်တော်လဲလောဘနေနေတက်ပြီးတော့အနာလဲလုံနေဆိုပြီးတော့ကိုးဖြတ်ပြစ်တာဗျအဲ့ကြတော့လေဆိုရတကုံးမဲထွက်တာဗျတကုံးနဲ့ထွက်တယ်ဆိုတော့အလုံးရွေးစရာနေသွားတာဗောဗျာတိတ်ပြီးတော့ ကာလာတွေဘာတွေရွေးလို့မရဘူးပေါ့သူကနေသူပဲအဆင်ပြေအောင်လို့ဆက်ဟက်ပြီးထည့်ရတော့တာဒါဖြတ်တစ်သေးတယ်ဗျချောက်ကလေးကတော်တော်လှတယ်ငြိမ့်နေတာလုံးရည်တာများလို့ရှင်တော့မစိုးဘူးပြတော်တော်တန်ပါချောက်ကကျွန်တော်ဒီ video file นี่တင်တာရည်ရွယ်ချက်တစ်ခုရှိတယ်ဗျဘာလို့လဲဆိုတော့ကြောက်လောကကခုမှဝင်မဲ့လူငယ်တွေကြတော့အပြင်မှာကျွန်တော်တို့ တီးပြင်ကြည့်နေသလိုမျိုးအဲ့လိုတိတ်80နဲ့ဝယ်တယ်လို့တိတ်200နဲ့နေဝယ်ခေါင်းနေလို့ဒါတွေကလလန်းမမီဘူးဗျခုမှဆက်လုပ်မဲ့လူတွေအတွက်လည်းအဲ့ဒါတွေကမလုံတင်ဘူးဗျအဲ့လောက်ပမာဏအများကြီးနေလေအားကြောင့်ဒါကျွန်တော်လည်းလှုပ်ရှားနေတယ်ကိုလည်းကျွမ်းကျင်တဲ့ line ဖြစ်တဲ့အတွက်ဒီ video file လေးတွေတင်မိတာပါဒီမှာဆိုလို့ရှိရင်ကျွန်တော်ကြောက်ရင်းနေရဘီယာတိုင်းတစ်ခါထိုင်တာတော့မရှိဘူးဗျတစ်ခါတလေ2000တစ်ခါလေ3000 အရင်နည်းနဲ့လည်းရှက်စရာမရှိဘူးပြကျွန်တော်တို့3000ဝယ်ပြီးတော့4 5 6သိန်းပြန်ရောင်းနေတာပဲအဓိကအကျိုးမြတ်ဖြစ်ထွန်းမှုအရေးကြီးတာပဲဒါဒီကြောက်လေးဆိုလို့ရှိရင်ကျွန်တော်9000တောင်းနဲ့ဥမာလောလိုက်ဝယ်ခဲ့တာဒါအိုက်ထဲကနေမှတက်တုပ်ပဲရှိသေးတယ်ပဲဒီကြောက်ဆိုရင်တေချာပေါက်3မိုင်းရကောင်းကောင်းရောင်းစားလို့ရပြီ2သိန်းခွဲလား3သိန်းလားပေါ့ဒါနောက်ထပ်ထိုးရမယ့်ကြောက်တစ်ကျန်နေတယ်ဒါဝင်လာမဲ့လူငယ်တွေအတွက်ညီငယ်တွေအတွက်ပညာလေးရအောင်မျှဝေပေးတာပါဒီ video file လေးတွေကို ခုဒါဆိုခုနမိတ်ဆွေတို့ကြီးတဲ့ကြောက်ကလေးတွေပဲဗျအဲ့ဒါလေးတွေကိုလုံးရောက်တင်ပြီးအပေါက်ဖောက်ထားတဲ့ချင်းနေဒါတော့ချောတယ်ဖြစ်သွားပါပြီဆွဲကြိုလေးဖြစ်သွားပြီပေါ့ဗျာဒီချင်းဒီတိုင်းဆိုရင်တိမ်ပိုင်းကောင်းကောင်းရောက်စားလို့ရပါတယ်တသိန်းမဟုတ်ပါဘူးနှစ်သိန်းမဟုတ်ပါဘူးသုံးသိန်းလောက်ရောက်စားလို့ရပါတယ်ဒီချင်းနေဆိုလို့ရှိရင်ကဲအားလုံးမိတ်ဆွေတို့လည်းအသိပညာဘုသူတ္တတစ်ခုခုရမယ်လို့ညွှန်လင်းပါတယ်အားလုံးမိတ်ဆွေတို့အားလုံးပဲမင်္ဂလာပါဗျာဒီကြောက်လေးမှတ်မိကြမယ်ထင်ပါတယ်ကျွန်တော်ဒီကြောက်လေးကိုဖြတ်ပြီးပြီဗျာ စဆုံးကျွန်တော်နောက်မှာဆက်ပြီးတင်ပြပါမယ်ဒီမှာကျွန်တော်တခုပြောချင်တာကျွန်တော်ဒီဗီဒီယိုဖိုင်တင်တဲ့အခါမှာပညာပြတာလည်းမဟုတ်ဘူးဗျဆရာလောက်တာလည်းမဟုတ်ဘူးဗျမတိသေးတဲ့လူတွေအတွက်ခုမှဝင်လာတဲ့ညီငယ်တွေအတွက်ကျွန်တော်အတီလေးတစ်ခု share ပြတာပဲဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုဖိုင်ကြည့်တဲ့အထဲမှာကြောက်လောကကျွန်တော်တဲ့ဆရာကြားတဲ့လူတွေတပါးကြားတဲ့လူတွေအများကြီးပါပါတယ်အားကြောင့်ကျွန်တော်ကတင်တာတင်မိရတာတိတ်စိတ်မလုံးဘူးခင်ဗျဟိုလို့ နွားရှိထုံကျူးတဲ့လက်ဖြစ်မှာစိုးရသေးတာခုကြည့်လို့ရှင်ကြောက်လေးကစီသားကောင်းနေဗျဖြတ်လိုက်တော့တော်တော်လင်းလာကျွန်တော်တို့ငကူအချက်အပြားယုံနေဘာမှမဆိုင်တော့တချို့ကတော့မှတ်မတတ်သေးတဲ့အပြားကြီးကြည့်ပြီးတော့အာဒီအပြားကြီးဘာလို့မအောင်ပန်းအိုးတဲ့ထဲမှာတို့ဒိုးပစ်မှာတော့အဲ့လိုမဟုတ်ဘူးဗျကျွန်တော်တို့ကကြောက်ဝယ်ရင်ကိုလိုချင်တာကိုကြည့်ပြီးကြွယ်တာဗျ တစ်ဖက်ရောင်းတဲ့လူပြောတဲ့စကားကိုဝယ်တာမဟုတ်ဘူးဗျာတစ်ဖက်ကအခြံပေါက်ကြီးပါတယ်ဆိုလို့လဲခြံပေါက်ကြီးလိုက်ကြည့်နေလို့မရဘူးဗျာကြောက်တလုံးကြည့်ရင်ကြောက်ကိုပဲကြည့်ဗျာဟိုရောင်းတဲ့လူကတော့ तू ပြောခြင်းကပြောမှာပဲ तू ကတော့အာယုံထဲ့မှာကျွန်တော်တို့ကကြောက်တလုံးကြည့်ရင်ဟိုကိုဘာလှုပ်ရှားလို့ရမလဲဆိုတာပဲကြည့်တာဒီကြောက်ဝယ်လို့ရှင်လဲအာခိသေးပါလို့ရှင်းမန်းနေပါလို့မှတ်မတိုက်ရသေးလို့ကျွန်တော်ဒီကြောက်ကိုဒီအနေထားအတိုင်းအပြားဟိုမှာမှတ်တိုက်ရောင်းတင်ပြီးတော့ တေချာပြင်ဆင်ထားရင်ကျွန်တော်တထောင်နဲ့ပဲဝယ်လို့ရမှာဒီ9000ဖြစ်သွားမှာပေါ့အဲ့တော့မှတ်တိုက်တာမတိုက်တာပြင်တာမပြင်တာရုပ်ထွက်လာတာမလာတာအဲ့ဒါတွေကသူတို့အလုပ်ပြကျွန်တော်တို့ကအဲ့ဒါတွေကိုကြိုက်စားမှလည်းမဟုတ်ကျွန်တော်တို့ကကြောက်ဖြတ်မှဆိုကိုဖြတ်ရမယ်ကြောက်ပဲကိုကြည့်တယ်ဗျအမြင်လှလာမလှလာဒါကို line အတွက်ပြောတာပါတချို့ကလည်းကြောက်ကရုပ်ထွက်လာဖို့လူသေးတာကိုတချို့ line ကြကျွန်တော်တို့ line ကြတော့ကိုကဖြတ်မှဆိုတော့ ကိုဖြတ်ရမယ့်ကြောက်ကဘလို့ကြောက်လဲဆိုတာပဲအဲ့ဒါပဲအဓိကထားကြည့်တယ်ဗျအဲ့ဒါရေးကြည့်တာရှင်းမန်းလေးတွေလည်းပါတယ်တချို့ရှင်းမန်းအရင်များရင်တော့ရှောင်မလိုက်တာပေါ့ဗျသူကပန်းအနီလောက်ပဲထည့်လို့ကောင်းတာဘလို့များသွားရင်ကြောက်လဲထုံပြင်းပြင်းနဲ့ကြည့်မကောင်းဒါလုံးရောက်တင်ပြီးသွားပြီဗျကြောက်လေးကကြောက်စီကြောက်သားတတော်ကိုကောင်းတာဒါကျွန်တော်တို့စိုက်ကြီးဖြတ်တာနော်ကိုးစိုက်အကြီးကိုမှကြောက်သားပေါက်ထွက်နေတာဗျ ဥပကတော့အဲ့ဒါရှင်းများတဲ့ဟာလေးပြီးဖယ်ထားတာပေါ့ဗျာခုနဖြတ်သားမြင်နဲ့လုံလုံးကိုမဆိုင်တော့ဘူးတော်တော်ကြီးကိုပြောင်းလဲသွားရင်ကြောက်ကတော်တော်လှတယ်ဗျာဒီနိထတိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ဝိုင်းထဲမှာအ ਨੇ ဆုံးအောက်ခံ၄၅သိန်းရတော့ရောင်းစားလို့ရပြီဗျာအဲ့တော့ပညာပြရလည်းမဟုတ်ပါဘူးဗျာဒီတိုင်းပြောပြတာပါပန်ဦးလေးထိုးမဲ့အကူလေးတို့လန်ခင်းကျင်တဲ့အကူလေးတို့ခင်းကျင်ခင်းလို့ရပါပြီလို့ ညီငယ်တွေလည်းသူများပါဆက်လမ်းမဆုံးပါနဲ့ကိုပညာနဲ့ကိုကိုကြည်တက်လောက်တက်လို့ရှိရင်ကိုယုံကြည်ချက်နဲ့ကိုရေးရဲတင်တင်လောက်ပါလို့အကြံပေးကြပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျ